ရွှေဆိုင်ပိုင်ရှင်တွေစိန်ဆိုင်ပိုင်ရှင်တွေဘာလို့သူတို့တွေဗီဒီယိုတွေဖန်တီးပြီးတော့သူတို့ရုပ်တွေကိုပြပြီးတော့ content တွေလုပ်နေလဲသူတို့ကဒီ monetize အတွက်လုပ်နေတာမဟုတ်ဘူးလေနော် monetize ကနေရတဲ့ဒီပတ်စံလေးတွေကိုသူတို့ကမတ်မော်ပြီးသူတို့ကလုပ်နေတာမဟုတ်ဘူးဒီပြဿနာကကျွန်တော်လည်းကြုံခဲ့ရတဲ့ပြဿနာပဲရုပ်မပြခြင်းဘူးအတန်မပါခြင်းဘူးဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုကိုတော့လူကြည့်များခြင်းနဲ့ကျွန်တော်ပြောပြမယ်ဗီဒီယို content တွေလုပ်တဲ့ power ကိုကျွန်တော်ပြောပြရမယ်ဘယ်လိုမျိုးလူတွေပိုလုပ်တင်လဲဆိုတော့စေကျော်တက်လူငယ်တွေ ဒါမှမဟုတ်လို့ရှင်ကိုဘာလုံးလို့ဘာခိုင်ရမှန်းမသိဘူးလမ်းပြောင်းနေတဲ့လူတွေဆိုပို့ပြီးတော့လှုပ်တင်တယ်အကျိုးကျေးဇူးကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းရှင်းလင်းလင်းကျွန်တော်ပြောပြရမယ်ဆိုကြပါစို့ကျွန်တော်တို့ဗီဒီယို content တွေဖန်တီးတယ်ထားလိုက်ပါအောင် content လို့ကျွန်တော်တို့အကြီးမပြောသေးဘူးကျွန်တော်တို့ဒီလိုမျိုးကင်မရာကိုထောင်ပြီးတော့ဗီဒီယိုတွေရိုက်တယ်အခုဆိုရင်ကျွန်တော်ရုပ်ကြီးကိုဒီလိုမျိုးဗီဒီယို content တွေလုပ်နေရင်းနဲ့တွေးလာကြမယ်အမြဲတမ်းတွေးလာတွေးလာတဲ့အချိန်မှာကျွန်တော်ကနေပြီးတော့မှအင်ကြီးဆိုင်လှုပ်ချင်တယ်ကိုမှအရင်နေ့မရှိဘူး တို့ပေမဲ့ကိုဒီ online ကနေပြီးတော့မှအခုလိုမျိုးပေါ့နော်အမြဲတမ်းတွေးနေကြတဲ့မိတ်ဆွေတွေပေါ့နော် fan လို့ကျွန်တော်မပြောသေးဘူးစကလုံးတွေအကြီးဖြစ်တော့မှဆိုလို့မိတ်ဆွေတွေကျွန်တော်မျက်နှာကိုအမြဲတမ်းတွေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရောင်းတဲ့ပစ္စည်းကျွန်တော်ကြော်ညာတဲ့ပစ္စည်းကိုတို့အနေနဲ့ပုံမှန်တဲ့ကြည့်ဖြစ်မယ်တခြားသူတို့မသိတဲ့လူကြော်ညာနေတာတဲ့ဆာလို့ရှင်သူတို့တိပြီးတာလူတယောက်ကနေပြီးတော့မှဒီပစ္စည်းအကြောင်းကိုပြောပြပြီးမိတ်ဆက်ပေးနေတာကိုသူတို့အနေနဲ့စိတ်ဝင်စားနေစောင့်ကြည့်မိမယ်ဒါကဗီဒီယို content တွေလုပ်တဲ့ power ပါပဲ ောက်ချိန်မှာဗီဒီယိုတွေဖန်တီးတက်လာတယ်ကိုကလည်းကိုရဲ့လုပ်ငန်းမှာဖြစ်ဖြစ်ဗီဒီယိုတွေရိုက်တက်လာပြီဆိုလို့ရှိရင်ကိုပါလောက်ကင်မယ်လို့လို့ဘာလို့ပဲလို့လို့ကိုအနေနဲ့တခြား model တွေကိုခေါ်ပြီးကြော်ညာနေကြရမလို့ကိုလူတိလာပြီဖြစ်တဲ့အတွက်ကို media လောက်ကိုပဲလုပ်လို့ကိုပူမြားတဲ့ပို့ပြီးတော့အောင်မြင်တဲ့ရှေ့တလန်းကိုရောက်တယ်ဒါကလည်းဗီဒီယို content နေတဲ့ power ပေါ့နော်ဒါကြောင့်မလို့ share ဆရာမလို့လည်းကိစ္စတွေကိုမ share ပါနဲ့เนาะကျွန်တော်တို့ video တစ်ပုဒ်ကိုစပြီးလုပ်မယ်ဆိုရင်ကျွန်တော်တို့မှာ audience မရှိသေးဘူးဆိုရင်ကျွန်တော်တို့တင်လိုက်တဲ့ video က80ရာနှုန်း80ရာနှုန်း 90ရာခိုင်နှုန်းလောက်ထိကကျွန်တော်တို့ကိုတိထားတဲ့လူတွေစီကိုရောက်မှာမဟုတ်တခြားကိုမတိတဲ့လူတွေစီကိုဒီဗီဒီယိုကတပြပေးမှာဖြစ်တယ်ဒါကြောင့်မလို့မရှက်တဲ့ကိစ္စကိုမရှက်ပဲနဲ့ကိုလုံးမယ်လို့ရွေတဲ့ဟာလှုပ်စီခြင်းနဲ့ဒီလိုလှုပ်တာကလည်း Facebook Monetize ဆိုတဲ့အကြောင်းအရာတစ်ခုတည်းမဟုတ်ပဲနဲ့ကိုယ့်ရဲ့ personal brand ကိုတိဆောက်နေတယ်ဆိုတာကိုမှတ်မိစေခြင်းနဲ့အမှတ်ရစေခြင်းနဲ့ ရုပ်မပါဘဲနဲ့ကျွန်တော်တို့ကလှုပ်ချင်တယ်ရလာဆိုရပါတယ်ဒါကိုရဲ့ရွေးချယ်မှုပေါ့နော်ရတယ်ဒါပေမဲ့ကိုရုပ်မပါတော့ဘူးဆိုရင်ဒီ content ပေါ်မှာအာယုံဆိုက်ရမယ်လှုပ်ဆောင်ရမယ့်အရာတွေကကိုရုပ်ပြပြီးပြောနေတဲ့ video တပုတ်ထပ်ပို့ပြီးတော့တာဝန်ကြီးတယ်လို့ edit တွေကျွမ်းကျင်နေဖို့လိုတယ်ပေါ့နော်ဒါအရေးကြီးတယ်ပေါ့နော်နောက်ပြီး knowledge တွေပြည့်ဝနေဖို့လိုတယ်ဥပမာတစ်ခုပေးလိုက်ရင်ကျွန်တော်အခုလိုမျိုးပေါ့ကိုစိတ်ကူးပေါက်ရအကြောင်းအရာတစ်ခုကိုကျွန်တော်အနေနဲ့ကင်မရာကိုထောင်ပြီးတော့ video လုပ်ပြီးပြောလိုက်တော့ ਨੇ လူကြီးမှဖြစ်တယ် ါမှမဟုတ်ကျွန်တော်မျက်နှာမပါဘူး face less တစ်ခုအနေနဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောတော့မယ်ဆိုကျွန်တော်ဒီတိုင်းလောက်လို့မရဘူး video edit တွေကောင်းရမယ်ဒီနှစ်ခုရဲ့ quality check ကိုကျွန်တော်ရှင်းရှင်းလေးပြောပြတာပေါ့နော်ဒါကြောင့်မလို့မျက်နှာတွေပြရတယ်ရုပ်တွေပြရတယ် personal branding တစ်ခုကိုတည်ဆောက်တယ်ဆိုတာက monetize အတွက်ပဲမဟုတ်ဘူးအကြောင်းအရာအများကြီးရှိတယ်နောက်ချိန်မှာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်ကို online shop လုပ်ချင်တာဖြစ်ဖြစ်ဘာပစ္စည်းပဲရောင်းချင်ရောင်းချင်ကိုကလူတွေမှတ်မိနေပြီဆိုရင်ကိုပုံပြီးတော့အောင်မြင်နိုင်တယ်လေနော်ဒါလေးတွေကို တည်ထားပါဒါကြောင့်မလို့လှုပ်ဆက်ရှိတာကိုလှုပ်ပါမတွေးဝေးပါနဲ့နော်ဗီဒီယိုကွန်တန့်ရဲ့ပါဝါတွေကတိတ်ကိုကြီးပါတယ်ဒီနောက်ပိုင်းမှာပေါ့နော်နောက်ကြပြီးကြံရင်မနေစေဖို့အတွက်ခုချိန်လေးကကိုတေချာလေးတွေးတော်ပြီးတော့စဉ်းစားပါလှုပ်ကြိုင်ပါဒါတော့ပါပဲ